ပြီးခဲ့တဲ့စနေနေ့တုန်းကချက်စီးသင်းကအင်ကွင်းမှာဆန်ဒလာသင်းကိုရှုံးနေခဲ့ရတဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးဒွန်းဟတ်ချက်စီရဲ့ပြောစကားများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကိုစိုင်းအေးချက်စီးလား YouTube Channel နဲ့ Facebook Page ကနေအပြောင်းအညီကိုဒီအားလုံးနှွေးထွေးစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပတ်သွားမယ့်အကြောင်းအရာလေးကတော့ပြီးခဲ့တဲ့စနေနေ့တုန်းကချက်စီးသင်းကအင်ကွင်းမှာဆန်ဒလာသင်းကိုရှုံးနေခဲ့ရတဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးဒွန်းဟတ်ချက်စီရဲ့ပြောစကားတွေပေါ်ဆွေးနွေးသုံးသပ်သွားမှာပဲဖြစ်ပါတယ်ဒွန်းဟတ်ချင်းဆိုတာကစကော့တလန်လက်ရွေးစင်ဟောင်းဘောလုံးကစားသမားတအူဖြစ်ပြီးကစားသမားဘဝတော့ငါက ွင်းလေလူအဖြစ်နဲ့နာမည်ကြီးခဲ့သူလည်းဖြစ်ပါတယ်။ဒိုအချင်းဟာပရီးမီးယားလိမှာနာမည်ကြီးအသင်းတွေဖြစ်ကြတဲ့လီဗာပူး၊ဝက်ဆန်၊အေဗာတန်နဲ့ဆန်ဒါလန်အသင်းတွေမှာပါဝင်ကစားခဲ့ဘူးသူလည်းဖြစ်ပါတယ်။အထူးသဖြင့်သူ့ရဲ့ပြင်းပြတဲ့ကစားဟန်နဲ့ခက်ခဲတဲ့ဂိုးတွေတွင်းယူတတ်မှုတွေကပရိသတ်တွေကြားမှာရေပန်းစားခဲ့တဲ့သူတူဦးလို့ဆိုရမှာပဲဖြစ်ပါတယ်။ဒီလိုနဲ့2008ခုနှစ်အရောက်မှာတော့ကစားသမားဘွားကနေအနားယူခဲ့ပြီးနောက်ပိုင်းမှာတော့ဒိုဟတ်ချက်စင်ကဘောလုံးလောကနဲ့မကင်းကွာပဲနဲ့ ESPN FC ဘောလုံးဆိုင်ရာကျွမ်းကျင်သူဝေဖန်သုံးသပ်သူအဖြစ်တာဝန်ယူလွတ်ကင်နေပါတယ်။စနေနေ့ကကျင်းပခဲ့တဲ့ ESPN ဘောလုံး ပို့စကတ်အစီအစဉ်တစ်ခုမှာချယ်ဇီးတင်းကဆန်နာလန်တင်းကိုအရှုံးပေးလိုက်ရတဲ့ရလက်ဇိုးကြီးနဲ့ပတ်သက်ပြီးမင်းမြန်ခဲ့ရမှာဒွတ်ဂျစ်စင်ကသူ့ရဲ့စိတ်ထဲရှိတဲ့အမြင်တွေကိုအခုလိုမျိုးပုံဝင်လင်းလင်းဖြေကြားခဲ့တာပဲဖြစ်ပါတယ်။ ဒွန်ဟတ်ချစ်စင်ကကျွန်တော်ယူယူသားသားပြောရရင်ဒီပွဲရဲ့ရလတ်ဟာကျွန်တော်ကိုတကယ်ကိုပဲတုံ့လုသွားစေခဲ့ပါတယ်ကျွန်တော်ဟာချယ်ဆီကိုအားပေးနေတဲ့ပရိသတ်တယောက်မဟုတ်ဘူးဆိုပေမဲ့လည်းသူတို့ရဲ့အိမ်ဝင်စတန်ဘူဘရစ်မှာအခုလိုမျိုးတန်းတက်အတင်းတင်းကိုရှုံးလိုက်ရတာဟာလုံးဝကိုမဖြစ်သင့်တဲ့ရလတ်လို့ပဲဆိုရမှာပဲဗျအခုလက်ရှိချယ်ဆီတင်းမှာကျွန်တော်တို့မြင်နေရတာကကစားသမားတွေရဲ့ကိုယ်ရည်ကိုယ်သွေးကင်းမဲ့နေမှုနဲ့နီးပြားရဲ့အစီအစဉ်တွေကကွင်းထဲမှာပျောက်ဆုံးနေခဲ့တာလို့ဆိုရမှာချက်တွေပဲဖြစ်ပါတယ် ဒဏ်ရာရကစားသမားတွေရှိတယ်ဆိုတာမှန်ပေမဲ့လည်းဒီလိုမျိုးအသင်းမှာပေါင်တန်းရာနဲ့ခြီးပြီးတန်ကြီးရှိတဲ့ကစားသမားတွေပြည်နေတာလေဗျာအတူတူဘောလုံးကင်ကစားတဲ့အခါမှာငါတို့ဘာလုပ်ရမလဲဆိုတဲ့မိကွန်းကြီးကသူတို့မျက်နှာပေါ်မှာအထင်းသာပေါ်နေတယ်ဗျာအသင်းကောင်းဆောင်တွေဘယ်ရောက်နေလဲအကွင်းထဲမှာပုံမမှန်တဲ့ကစားသမားတွေစိတ်တက်ခွန်အားပေးမဲ့သူအော်ခေးလှုပ်ဆော်ပေးမဲ့သူဘယ်သူမှမရှိဘူးဗျာကစားသမားတွေအားလုံးကကြောက်ရွံ့မှုတစ်ခုခုကြောင့်လှမ်းမှုထခံထားရတယ်လို့မျိုးပဲဘောလုံးကိုရဲရဲဝံ့ဝံ့မကစားရဲကြဘူး အမှန်တိုင်းပြောရရင်ဗျာချယ်ဆီကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကချန်ပီယံလိဖလားစုကူးခဲ့တဲ့အသင်းရဲ့အရေးအယောင်မျိုးတော်မှမရှိတော့ဘူးဗျာအဒီရလက်တီဟာနီးပြအတွက်ရောအသင်းပိုင်ရှင်တွေအတွက်ပါအနီအောင်အချက်ပြမိတာဖြစ်တယ်လို့ကျွန်တော်ကတော့မြင်တယ်ချယ်ဆီပရိသတ်တီဟာလည်းသူတို့အသင်းကိုဒီထက်ပိုပြီးကောင်းမွန်တဲ့ကစားပုံကိုမြင်တွေ့နေကြမှာဖြစ်တယ်လို့ဒီထက်ပိုပြီးဆရာထက်တန်တဲ့အသင်းမျိုးကိုလိုချင်နေကြတာတော့အမှန်ပါပဲအဒီပွဲကချယ်ဆီအတွက်ရှက်စရာကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ကြံ့ရင်းနေမှာလည်းအသေးချာပါပဲကစားသမားတွေဟာသူတို့ရဲ့ရတဲ့လစာနဲ့ထိုက်တန်တဲ့အရေးချင်းကိုကိုင်းထဲမှာပြ သဖို့လိုအပ်နေပါပြီအခုချက်ချင်းပြောင်းလဲမှုတွေလှုပ်ဆောင်မှသာဒီအသင်းနလန်ပြန်ထူနိုင်တော့မယ်လို့ကျွန်တော်တော့ထင်တယ်လို့အခုလိုမျိုးပြောကြခဲ့တာပဲဖြစ်ပါတယ်ဒွန်ဟာချက်စင်ရဲ့ပြောစကားတွေကိုနားထောင်ပြီးတဲ့အခါမှာတော့သူ့ရဲ့ယင်တွေကခန်းစားချက်တွေဟာကျွန်တော်တို့လိုချက်စည်းတင်ပြိတက်တွေရဲ့ယင်တွေကခန်းစားချက်တွေနဲ့တစ်ထပ်တည်းကျနေတယ်လို့ခန်းစားရစီပါတယ်ဒီပြောစကားတွေထဲမှာအဓိကဒွန်ဟာချက်စင် အလေးပေးပြောဆိုထားတဲ့အချက်တွေကတော့တချက်စည်းတင်ရဲ့ကစားသမားတွေမှာကိုယ်ရည်ကိုယ်သွေးကင်းမဲ့နေမှုမရှိဘူးဆိုတာပါပဲအဲကွင်းလဲမှာကွင်းခေါင်းဆောင်မှုပျောက်ဆုံးနေတယ်ကစားသမားတွေရဲ့ကြောက်ရွံ့နေတဲ့ တဲ့ကစားဟန်နဲ့စိတ်တက်ပိုင်းဆိုင်ရာပြူလဲမှုတွေတို့ပဲဖြစ်ပါတယ်။အဒီလိုမျိုးရှုံးပွဲဟာ Chelsea တင်းအတွက်ယာတီတစ်ခုလုံးရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်တဲ့အလှည့်ပြောင်းလို့ဖြစ်လာနိုင်ပါတယ်။ကစားသမားတွေအနေနဲ့ကလည်းပရိသတ်ဒီရဲ့မျောလင်းချက်ကိုပြန်လဲအသက်သွင်းနိုင်ဖို့အတွက်နဲ့ဒွန်အချင်းစင်ပြောခဲ့သလိုမျိုးဆရာထက်တန်မှုနဲ့အဆက်တရားကိုပြန်လဲရှာဖွေပြီးနောက်ပိုင်းပွဲစဉ်တွေမှာရဲရဲဝံ့ဝံ့ကစားပြနိုင်ပါစေလို့ဆုတောင်းပေးရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။ညီကိုတို့တွေအနေနဲ့ကတော့ဒွန်အချင်းစင်ရဲ့ပြောစကားတွေပေါ်ဘလို့အမြင်လေးတွေရှိကြလဲကိုယ့်ရဲ့အမြင်လေးတွေကိုလည်းအောက်ကကွန်မန့်ပေါက်ထဲဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာ။ ကျွန်တော်ရဲ့ကိုဆိုင်ရဲ့ Chelsea Live YouTube Channel နဲ့ Facebook Page လေးမှာနေ့စဉ် Chelsea သတင်းကြောင်းရာတွေနဲ့ပွဲကြော်ပွဲပြီးသုံးသက်ချက်တွေတင်ဆက်ပေးနေတာဖြစ်လို့ကိုဆိုင်ရဲ့ Chelsea Live YouTube Channel နဲ့ Facebook Page လေးကို Like and Follow Subscribe လေးလုပ်ပြီးသွားခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ